အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ဒါကျွန်တော်တို့ညနေခင်းသတင်းကနေပြောပြန်လဲပြီးကြိုလိုက်ပါတယ်အဲ့ဒါကျွန်တော်ဒီနေ့မှာအဓိကပြောသွားချင်တာလက်ရှိမှာ Liverpool အသင်းရဲ့ဒါ FSG တို့အုပ်စုအနေနဲ့ Alexander Isak ကိုတရားဝင်စကားစာပြောဖို့အတွက်စူးစမ်းနေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ် Liverpool တင်းကလာမဲ့နေရာဒီမှာဒါတကယ်ပဲကျွန်တော်တို့ဒါငွေ3တော့မှလာဆိုတဲ့မိကွန်းတွေကိုစတင်ပြီးတော့ပြောရမယ်တဲ့မှာပါတယ်အဲ့ဒါမှလည်းပြောကျွန်တော်ဒါမနေ့ကထွက်လာတဲ့သတင်းတစ်ခုရတာကျွန်တော်နည်းနည်းလေးစိုးရင်သွားတာရှိတယ်ပြောချင်တာဒါ Musa La နဲ့ Virgil van Dijk တို့ရဲ့စာချုပ်အတွက်ကြောင့်မလို့ Liverpool ူးတင်တဲ့ကစားသမားအသစ်ခေါ်ယူဖို့အတွက်ကိုဆက်လက်ပြီးလုပ်အောင်မှလာဒါကတော်တော်လေးကိုစိတ်ဝင်စားစားဖြစ်တယ်အဲ့တော့လက်ရှိမှာလီဗာပူးတင်တဲ့မူဆာလာကိုအသင်းမှာဆက်ထားကြတပတ်လုခလာစာ3သိန်းနဲ့3သိန်းခွဲကိုဒါကျွန်တော်တို့နှစ်နှစ်လောက်ဆက်ပြီးပေးရတော့မှာဒါပေမဲ့လေကျွန်တော်ခုနေတော့ပြောခဲ့လို့ပဲလီဗာပူးတင်တဲ့ဆာလာနဲ့ဒါကျွန်တော်တို့ဗန်ဒိုက်တို့ရဲ့စာကျူးရဲ့နောက်ကွယ်မှာပို့ပြီးတော့စိတ်ဝင်စားစားကောင်းတဲ့အချက်ကဆာလာကိုဒါလာမဲ့ဆောင်းရသည်မှာခြေစွမ်းမပြရင်လီဗာပူးတင်ကရောင်းလို့ရတယ်ဆိုတဲ့ signature move ရှိရတဲ့ကြောင့်မို့ဒါအရန်ကြီးတော့စိုးရင်စရာတော့မရှိခုနကလာမဲ့ဆောင်းရသည်မှာဆာခြေစွမ်းပြဘူးဆိုရင်တော့အကယ်၍ ဆာလာလူကစားသမားမျိုးတို့ဆော်ဒီကခေါ်မှာဘာလို့လဲလက်ရှိမှာဆော်ဒီ2034မှာသူတို့နဲ့ကမ္ဘာဖလားလူတွေကြောင့်ဒါအကြီးကျယ် brand name လူတွေကြောင့်ဆော်ဒီကဒါဆာလာလူကစားသမားမျိုးကိုအရန်လူကျင်နေတယ်ဆိုတာသိပြီးပြောစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်အဲဒါကြောင့်မို့လို့လက်ရှိမှာဒါကျွန်တော်တို့ Liverpool တင်းရဲ့ D squad ကိုနင်းခဲ့လို့ဆိုလို့ရမှာတပေါ့ဒါပေမဲ့လက်ရှိမှာဒါကကျွန်တော်အဓိကပြောချင်တဲ့အကြောင်းအမဟုတ်ဘူးကျွန်တော်ပြောချင်တဲ့အကြောင်းကလက်ရှိမှာဒါကျွန်တော်ကျွန်တော်စွေးရင်သွားခဲ့တာမိုဟာမက်ဆာလာရဲ့စာချုပ်အစ်စ်ကြောင့်မို့လို့လာမယ့်ညရာဒီမှာ Liverpool အသေးအနေနဲ့ဒါကျွန်တော်တို့ တိုက်ဆက်မှုမခေါ်တော့ဘူးလားဆိုတော့အဲ့တော့လီဗာပူးတင်းနဲ့လာမယ့်နေရာဒီမှာအလက်ဇန္ဒားအီဆက်ကိုခေါ်ယူဖို့အတွက်ပြတ်မှတ်ကြီးထားတာပြီးတော့အခုလက်ရှိလာမယ့် အပြောင်းရွှေ့မရောက်ခင်မှာတင်ကိုပဲဒီကစားသမားနဲ့တရားဝင်ဆွေးနွေးမှုတက်ဒါပြင်ဆင်ထားခဲ့တယ်။အလက်ဇန္ဒားအီဆက်အနေနဲ့အခုလက်ရှိမှာသူ့အနေနဲ့ဒါကြောင့် Newcastle United နဲ့လည်းစာချုပ်တက်တန်းတိုးမဲ့အစီအစဉ်တွေကိုခဏရပ်တန့်ထားခဲ့ပြီးသူ့အနေနဲ့အခုလက်ရှိ Newcastle သွားနေတဲ့ direction ကိုတိတ်ပြီးသဘောမကျတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒါသူ့ option တွေမဟုတ်တော့သူ့အနေနဲ့ဘာလုပ်လို့ရနိုင်မလဲဆိုတော့ option တွေကို Alexander Isak ကစတင်ပြီးချဖွင့်နေလို့ကြားသေးရတယ်မှာဒါပြဿနာကဗျအခုလက်ရှိမှာအကြီးအကျယ်ဆုံးပြဿနာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒါ Newcastle United ရဲ့ဒါကျွန်တော် Alexander Isak ကိုခေါ်တဲ့ဈေးပဲ ်အလက်ဆန်ဒါအီးဆက်ကိုလက်ရှိမှာနျူကာဆယ်ယူနိုက်တက်အသင်းနဲ့ပေါင်ပန်း150ခေါ်ထားတယ်ဒါကြီးကတော်တော်လေးကိုကြောက်ခမဲလီလီဈေးတကူဖြစ်တယ်ဒါပေမဲ့လီဗာပူးမှာဒီနေရာမှာချက်ဆက်တကူရှိတယ်အဲ့ဒါကဘာလဲဆိုတော့လီဗာပူးရဲ့အခုလက်ရှိနောက်ချန်ကစားသမား2ယောက်ကိုလက်ရှိမှာနျူကာဆယ်ယူနိုက်တက်အသင်းနဲ့စိတ်ဝင်စားနေတယ်အဲ့ကစားသမား2ယောက်ကဘာလုပ်လဲလက်ရှိမှာဒါကျွန်တော်မနစ်ကလေးကခေါ်ယူဖို့အတွက်ကြိုးစားခဲ့တာတော့ကျွန်တော်ဂျိုဂိုမက်စ်ပေါ့နော်ဒါကျွန်တော်လီဗာပူးအသင်းနောက်ချန်ကစားသမားဆန်နာဘက်လည်းဆော်လို့ရတယ်ဖူးဘက်လည်းဆော်လို့ရတယ်ဂျိုဂိုမက်စ်ကိုတော့ဒါလီဗာပူးအသင်းစီကနေပြီးနျူကာဆယ်ယူနိုက်တက်ကမနစ်ကလေးကခေါ်ယူဖို့စိတ်ဝင်စားတယ်မနစ်တော့ကလီဗာပူးအသင်းနဲ့ဒါက တော်တို့မမဲ့ရဂျိုဂိုမက်စ်နဲ့အန်တိုနီဂေါ်ဒန်ကိုဒဲ့လေးမယ်ဆိုတဲ့အတွက်လုတ်တဲ့ကြောင့်မို့လားနျူကာဆယ်ယူနိုက်တက်အသင်းအနေနဲ့ဒါနောက်ဆုတ်သွားခဲ့တာဖြစ်ပြီးတော့သူတို့အနေနဲ့အန်တိုနီဂေါ်ဒန်ကိုလည်းမဆုံးရှုံးကျင်တဲ့အတွက်ကြောင့်မလို့ဒါအဲ့တော့မမဲ့ရလီဗာပူးကဒါမနစ်ကဂျိုဂိုမက်စ်ကိုယူရိုတန်း80ဈေးသတ်မှတ်ခဲ့တဲ့အတွက်ကြောင့်မို့လားနျူကာဆယ်ယူနိုက်တက်အသင်းနောက်ဆုတ်သွားခဲ့တယ်ဒါပြင်ဒါနျူကာဆယ်ယူနိုက်တက်အသင်းလာမယ့်ဒါအဲ့အဲ့တော့ကပေါ့နော်ဒါလာမယ့်ရာသီမှာပူကောင်းစေချင်တဲ့ကြောင့်အန်တိုနီဂေါ်နန်ကိုလည်းအသင်းကမလို့ချင်အဲ့အပြောင်းရွှေ့ကပြတ်သွားတယ်အဲ့တော့ လက်ရှိအကယ်၍သာအလဇနာဣဆက်ကသာစာချုပ်တက်မတိုးခဲ့ဘူးဆိုရင်တော့လစ်ဗာပူးတင်တဲ့သူတို့ရဲ့ရှီရင်ဆက်ကစားသမားတွေကိုဒီနေရာမှာထုတ်ပေးသွားဖို့အတွက်ကြိုးစားသွားမယ်လို့ကြားသိရတယ်မှာပါတော့လက်ရှိမှာလစ်ဗာပူးအသင်းရဲ့ဒီပြောင်းဆိုရင်တော့ညူကာဆယ်အသင်းရဲ့ဒီပြဖြစ်တဲ့အေဒီဟောက်တယောက်ကတော့ သူ့ရဲ့ဒါကျွန်တော်ခန်းစိတ်မလုံလောက်မှုကိုသူ့နဲ့ဒါတဖြည်းဖြည်းနဲ့မြင်လာခဲ့တယ်။ဒါသူ့ရဲ့အဓိကခန်းစိတ်မှုတယောက်ဖြစ်တဲ့7 Boardman ကလည်းလက်ရှိမှာမကြာခဏဆူလူဒန်ရရရနေတဲ့အတွက်ကြောင့်မို့ဒီကစားသမားကိုဒါရေရှည်ရအသက်မှာဘလူးမအစင်မပြေတော့ဘူးလို့ယူဆတဲ့အတွက်ကြောင့်မို့ဒါ Liverpool သင်းစီကနေပြီးတော့ Jared Kwanza ကိုခေါ်ယူဖို့အတွက်စဉ်းစားလာခဲ့။အင်္ဂလန်ကစားသမားလည်းဖြစ်တယ်ဒါ Eddie Howe ရဲ့ကြိုက်ပေါ့နော်။အင်္ဂလန်ကစားသမားလည်းဖြစ်တယ်ဒီကစားသမားအနေနဲ့ဒါ Center Back လည်းဆော်လီယာလိုအပ်နေဝက်လို Right Back ဆိုတဲ့ RCB RB ပုံစံမျိုးလည်းဆော်လီယာကြောင့်မို့ဒါ Eddie Howe ကသိကြတယ်။ Eddie Howe ရဲ့ဒါ favorite ကရှင်းတယ်။အင်္ဂလန်ကစားသမားဖြစ်ရမယ်။ ကစားသမားတယောက်ကနှစ်နေရာအနည်းဆုံးဆော့နေရမယ်ဆိုတဲ့ပုံစံမျိုးကဒါအက်ဒီဟောက်သဘောကျတယ်အဲ့တော့အက်ဒီဟောက်နဲ့ဂျယ်ရက်ခွန်ဇာကိုလာမယ့်နေရာဒီမှာခေါ်ယူဖို့အတွက်ပြတ်မှတ်ထားခြင်းနဲ့တခုချီရတယ်သူကြားသေးရမှာပါတယ်အဲ့လီဗာပူးအသင်းနဲ့ဒါညူကာဆယ်အသင်းကလာမယ့်နေရာဒီမှာအလုပ်တွေတော်တော်လေးကိုလုပ်နိုင်တဲ့တဲ့တဲ့လို့မြင်တယ်ဘာကြောင့်လဲဆိုညူကာဆယ်ယူနိုက်တက်ကလက်ရှိမှာလီဗာပူးအသင်းရဲ့ကစားသမားတော်တော်များများကိုစိတ်ဝင်စားတယ်ဥပမာလက်ရှိမှာဒါကျွန်တော်ကာယိုမင်ကယ်လာဟာကိုလည်းလက်ရှိမှာညူကာဆယ်အသင်းကနေပြီးသူတို့အနေနဲ့နစ်ပုတ်ကိုအစားထိုးဖို့အတွက်စဉ်းစားနေတဲ့နေရာမှာပါအဲ့တော့လက်ရှိမှာညူကာဆယ်ယူနိုက်တက်ကလည်းဒါ လီဗာပူးတင်းရဲ့ကစားသမား2ယောက်နဲ့3ယောက်လောက်ကိုသူတို့စိတ်ဝင်စားတယ်လီဗာပူးကလည်းရှင်းတယ်အလက်ဇန္ဒားအီဆက်ကိုလာမဲ့နေမှာခေါ်ယူခြင်းနဲ့အဲ့တော့လက်ဇန္ဒားအီဆက်ကိုခေါ်ယူခြင်းနဲ့ကလပ်တွေကဘလူးရှိတယ်အဲ့တော့လက်ရှိအနေထားကလက်ဇန္ဒားအီဆက်ကိုခေါ်ယူဖို့အတွက်တရံဝင်ဆွေးနွေးဖို့ပြင်ဆင်တယ်လီဗာပူးတင်းမဲ့ရှိတော့တယ်အာဆိုတင်းကလက်ဇန္ဒားအီဆက်ရဲ့လက်ရှိယူရိုတန်တရပေါင်း150ဆိုတဲ့ဈေးကအင်မတန်မှမြင့်မားလွန်းတဲ့တကြောင်မို့သူတို့အနေနဲ့ Sporting CP ရဲ့တိုက်စစ်မှုဖြစ်တဲ့ Victor Kyogres ကိုတရံဝင်ဆွေးနွေးမှုတွေပြုလုပ်နေပြီးတော့လက်ရှိမှာလည်းလာမဲ့ဆောင်းရသည်ဟိုလာမဲ့နွေရသည်အပြောင်းရွှေ့မှာမခေါ်သေးခင်မှာအခြေအနေကောင်းနေတယ်လို့လည်းကြားသ တည်ရတယ်မှာပါတယ်အဲ့တော့ပြောချင်တာကဒါအိုက်ဆက်ကိုလည်းအလက်ဇန္ဒားအိဆက်ကိုတူးတဲ့တော့တရားဝင်ဆွေးနွေးခဲ့လက်ရှိမှာလစ်ဗာပူးတင်းကရနေတာဖြစ်တယ်အာဆယ်တင်းကအိဆက်ကိုအပြည့်အဝ give up လုပ်သေးတာတော့မဟုတ်ပဲလက်ရှိမှာ150ဆိုတဲ့ဈေးကအာဆုံတင်းနဲ့အင်မတန်မှဈေးကြီးလို့နဲ့ဈေးတစ်ခုဖြစ်တယ်တော့မဟုတ်ဗစ်ဒါကာဂရက်စ်ကိုပူပြီးစိတ်ရိုင်းနေတယ်အဲ့တော့လစ်ဗာပူးအတင်းဘက်က ဒါအပြင်ကိုဒါခုနပြောသပေးဒါကျွန်တော်တို့အနေနဲ့ကစားသမားဟိုအပြောင်းလဲတစ်ခုပုံစံမျိုးလှုပ်လို့ရတဲ့အပြင်ကိုလက်ရှိနောက်ဆုံးသတင်းတွေကလီဗာပူးတင်းရဲ့တိုက်စစ်မှု၂ရောက်လုံးကလာမယ့်နေရာဒီမှာအသင်းကထွက်ဖို့အတွက်တည်ချတော့ရှိပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့တယ်။ပထမဆုံးတစ်ယောက်ကဒါဝီစီနူးနက်စ်ပဲနူးနက်စ်နဲ့လာမယ့်နေရာဒီမှာလီဗာပူးအသင်းနဲ့ပြီးဆုံးသွားပြီဖြစ်ကြောင်းကိုလက်ရှိမှာလီဗာပူးသတင်းစာတွေကတောက်လျှောက်ဖော်ပြနေတာတွေ့ရမှာတော့ပါတယ်။ဒါဝီစီနူးနက်စ်ရဲ့အပြောင်းရွှေ့ကနေလီဗာပူးအသင်းနဲ့လာမယ့်နေရာဒီမှာယူရိုတန်း80လောက်ထိရဖို့အတွက်မျှော်လင့်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။လက်ရှိမှာဆော်ဒီအာရေဘီယာကလပ်တစ်ခုဖြစ်တဲ့အယ်နစီယာနဲ့အယ် ောက်ဟီလီအိုဆူကနေပြီးတော့ဒါဝင်နီနက်ကိုလာမယ့်နေရာဒီမှာခေါ်ယူခြင်းလို့ကြားသိရတယ်မှာပါတယ်ခရစ်စတီယာနိုရော်နယ်ဒိုလက်ရှိမှာဂျော်နသန်ဒူရန်အပြင်ကိုဒါကျွန်တော်တို့ဒါဝင်နူးနက်ဆိုတဲ့အတွဲဖတ်တင်တဲ့အတူလာမယ့်နေရာဒီမှာသူတို့နဲ့ပူကောင်းခြင်းနဲ့ဒါအပြင်ကျွန်တော်စာဒီယိုမာနီနဲ့မကြခင်မှာဘောလုံးလောကနေအနားယူဖို့တဲ့သတင်းတွေထွက်နေကြအောင်စာဒီယိုမာနီနေရာကိုလည်းဒါဝင်နူးနက်ကိုအစားထိုးခြင်းနဲ့တမှာပါတယ်လက်ရှိမှာဒါ sorry ကတဖြည်းဖြည်းနဲ့ evolve ဖြစ်လာတယ်လို့ပြောလို့ရတယ်။အရင်တုန်းကတော့ကျွန်တော်လူကြီးကစားသမားတွေဒါကျွန်တော်နာမည်ကြီးတဲ့ကစားသမားတွေတောက်လျှောက်ခေါ်နေတာတွေ့ရပြီးတော့အခုနောက်ပိုင်းမှာ sorry အနေနဲ့နည်းနည်း strategy ပြောင်းသွားပြီးတော့လူငယ်ကစားသမားခြေတက်လာနေတော့ဟိုပါ Premier League တို့ဒါကျွန်တော်လက်ရှိမှာ Europa League တွေမှာတိတ်ပြီးအဆင်မပြေတဲ့ကစားသမားတရားကိုသူတို့အနေနဲ့ဒါခေါ်ပြီးတော့ သူတို့ရဲ့အသင်းမှာဒါ next level ဖြစ်အောင်ပြင်ဖို့အတွက်ကြိုးစားတယ်ပေါ့အဲ့တော့ပြောချင်တာ sorry မှာ sorry နဲ့ဒီကစားသမားနာမည်ကြီးသွားရင် sorry league ပါ auto let တဲ့နာမည်ကြီးတဲ့ဆိုတဲ့ပုံစံမျိုးကို sorry league ကလိုချင်တယ်အဲ့တော့ပြောချင်တာ darwin nunes ကိုလည်းရှိမှာသူတို့အနေနဲ့ဒီလိုမျိုးယူဆထားတယ် liverpool မှာဒါအဆင်မပြေမပြေမယ်ဒါပေမဲ့ darwin nunes အနေနဲ့အခုလက်ရှိမှာ sorry မှာအဆင်ပြေသွားပြီးဥရွေဥရုဂွေးမှာပြန်ပြီးအဆင်ပြေခဲ့မယ်ဆိုဟာကြည်စမ်းဒီကစားသမားကဒါကျွန်တော်တို့ sorry အသင်းမှာ sorry နေနေဒါ sorry အသင်းကအဆင်တန်းရှိလို့ဒီကစားသမားကအဆင်တန်းပူရှိသွားတယ်ဆိုတဲ့ goal ကိုကျွန်တော်လက်ရှိမှာကျွန်တော်တို့ဒါ ဆော်ဒီဘက်ကလို့အဲ့တော့လီဗာပူးဘက်ကရှင်းတယ်ဒါဝင်နက်စ်ကိုလာမက်နွေရာဒီရောင်းကိုရောင်းမှာ100% sure ဖြစ်တယ်ဒါပြင်သူတို့ရဲ့နောက်ထပ်ကစားသမားဖြစ်တဲ့ဒီဂိုဂျူတာကလည်း hoof အသင်းကိုပြန်ပြောင်းဖို့အတွက်တေချာလောက်နေနေဖြစ်နေပြီအဲ့တော့လီဗာပူးဒီနဲ့လာမက်နွေရာဒီမှာသူတို့နဲ့တိုက်စစ်မှုနှစ်ဦးသုံးကိုအသင်းကနေပြီးတော့ရောင်းထုတ်ဖို့အတွက်ပြင်ဆင်နေကြမှာတိုက်စစ်မှုတရားဝဲကိုဝဲမယ်အဲ့တော့လီဗာပူးကသူများအသင်းလို့ပြတာ3ယောက်4ယောက်ချိတ်ဆက်တဲ့အသင်းတစ်သင်းတော့မဟုတ်ဘူးဒါခုနကပြောတဲ့အလက်ဇန်ဒါအီဆက်ကိုပဲစိတ်ဝင်စားတယ်လာမက်ဒါအခြေအနေဒါလက်ရက်တဲ့ဘက်မှာဒါကျွန်တော် FG တို့အုပ်စုအနေနဲ့ဒါ အစ္စရိုအုပ်စုနဲ့တရားဝင်စကားပြောမယ်ဆိုတဲ့ပုံစံမျိုးသွားဖို့ရှိတယ်။အဲ့တော့ဒါကတော်တော်လေးကိုဟိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုရောက်သွားခဲ့တယ်ပေါ့နော်။အဲ့တော့လစ်ဘပူးတင်းနေတဲ့ဒီနေရာမှာခုနကပြောလိုပဲကစားသမားအယောက်ကနေဝေရမှာဖြစ်လို့ဒါခုနကစားသမားအလဲလဲကနေလည်းငွေလျှော့နိုင်မယ်နေသားမှရှိတယ်။အဲ့တော့အလဇနာအစ္စရဲ့ခုနပေါင်တန်း150ဆိုတဲ့ငွေကြေးကိုဥမာလက်ရှိမှာဂျရက်ခွန်စာပေးလိုက်မယ်ဆိုရင်ဘယ်လောက်ထိရှော့ချသွားနိုင်မလဲ။လက်ရှိမှာလစ်ဘပူးတင်းကဂျရက်ခွန်စာကိုယူရိုတန်းကပေါင်တန်း50ဈေးသမှာဒါအဲ့တော့ဂျရက်ခွန်စာပေးလိုက်မယ်အစ္စပြန်ယူမယ်ဂျရက်ခွန်စာ plus ငွေသားဘယ်လောက်ပြန်လဲ။အဲ့တော့ပြောချင်တာ ခုနကျွန်တော်ဒါဝင်နီနက်စ်ကိုရောင်းထားတဲ့ကျွန်တော်ယူရိုတန်80ပေးမယ်ယူရိုတန်80 plus ဂျာရက်ခွန်ဇာပေးမယ်မင်းတို့ငါတို့အီးဆက်ပြန်ပေးဆိုတဲ့ပုံစံမျိုးကိုတွားမလားဘာလို့ခုနကပြောလဲရှိမှာဒါလီဗာပူးတင်းနဲ့တန်150တော့မပေးဘူးသိကြတယ်လုံးဝလီဗာပူးတန်150လုံးဝမပေးဘူးအဲ့တော့ခွန်ဇာကိုသူတို့တန်90ဈေးသတ်မှတ်ပြီးတော့ခုနတန်80ရမယ်နှစ်ကောင်ပေါင်းတန်120ဆိုတဲ့ပုံစံမျိုးနဲ့အီးဆက်ကိုပြန်ပြီးတော့တရားဝင်ကန့်လန့်ဖို့အတွက်ကြိုးစားလာနေတယ်ဆိုပြီးလက်ရှိမှာကောလာဟာလာတွေရထွက်တဲ့တော့မပါဘူးလီဗာပူးတင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ တိုက်စစ်ပိုင်းကိုလာမဲ့နေရာဒီမှာအကြီးအကျယ်ပြောင်းလဲမှုတွေပြုလုပ်သွားမယ်။ငွေကိုလည်းကြီးကြီးကျယ်ကျယ်သုံးသွားဖို့ရှိတယ်။ဒါကတော့လက်ရှိ FFG ရဲ့သတင်းလွှင့်နဲ့သတင်းတွေပဲ။တကယ်လုံးမလုံးကတော့မသိဘူး။ဆိုတော့ကျွန်တော်ရင်နဲ့နဲ့ထိတ်သွားတာလက်ရှိမှာ Liverpool အသင်းအနေနဲ့လာမဲ့ဒါကျွန်တော်တို့အဲအေးပေါ့နေရာဒီအပြောင်းရှိမှာကျွန်တော်တို့အဲဆာလာတယောက်ကအသင်းမှာဒါကျွန်တော်တို့ ရှိဆက်ရှိမဲ့အတွက်ကြောင့်မို့ဒါဆာလာရှိသွားရဖြစ်တဲ့ကြောင့်တိုက်စစ်မှုသာမရှိခဲ့ဘူးဘယ်လိုလုပ်မလဲအခုလက်ရှိမှာလည်းလီဗာပူးတင်တိုက်စစ်ပြဿနာကိုမရန်ဖန်ရန်ခါတွေ့နေရတယ်မပါတယ်ဂျိုးသားသားဂူမသွင်းနိုင်ဘူးဒါဝင်းနစ်ကသိပြီးအာမကူအောင်ခုနောက်ပိုင်းအဲ့တော့အဲ့ပြဿနာကိုလီဗာပူးတင်လာမဲ့နေရာဒီမှာရှင်းကိုရှင်းမဲ့ပတ်စံသုံးပြီးရှင်းသွားမယ်လို့လည်းကြားသိရတယ်မပါတယ်ဒါတော့ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်ဆိုကူညီပေးလို့ ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်ကမြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဦးမြန်မာကလစ်ပါမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှပဲအေးအေးဆေးဆေးတွေ့ကြရပါတော့အားလုံးပဲကျေးဇူးတင်ပါတယ်မြန်မာကလစ်ပြီးကြပါဗျမြန်မာကလစ်ပါမြန်မာနိုင်ငံဖြစ်ပါတယ်ကြောက်တော့ကုန်ပြီပါဗျဒေးဖို့ပါ